ားလုံးမင်္ဂလာပါစေဝါကျန်းကျင်ကုတင်တဲ့ online course ကနေကြိုဆိုပါရစေဒီနေ့ကတော့ course ရဲ့အစဖြစ်တဲ့ဒီ pharmacology ဆိုတာဘာလဲဆိုတဲ့ဟာလေးနဲ့စလိုက်ပါမယ်ခင်ဗျာ what is pharmacology ပေါ့နော် pharmacology ဆိုတာဘာလဲဆိုတဲ့ဟာလေးပြပြသွားမှာဖြစ်ပါတယ်အဲ pharmacology ဆိုတာတော့ဒီမှာရေးထားတဲ့အတိုင်းဆေးဝါးဗေဒဆိုတာပေါ့နော် အဲဆေးဝါးပေတာဆိုဆေးဝါးနဲ့ပတ်သက်တဲ့ဘဝတုတ္တတွေပေါ့နော်အဲ့အရာနဲ့ပတ်သက်ပြီးတော့လေ့လာတဲ့သိပ္ပံဘာသာရပ်တစ်ခုဖြစ်ပါတယ်အဲ့တော့ pharmacology ဆိုတဲ့ဟာတော့မြန်မာလိုတော့ဆေးဝါးပေတာပဲပေါ့နော်ဆေးဝါးပေတာပဲအဲ့ဟာနဲ့ဆေးဝါးနေနဲ့ပတ်သက်ပြီးတော့မှလေ့လာတဲ့ဘာသာရပ်သိပ္ပံဘာသာရပ်ကိုမှဒါ pharmacology လို့ခေါ်တာပဲအဲ့ဆေးဆိုတာက ဘာတွေလဲပေါ့နော်အဲ့တော့မြန်မာလိုတော့ကြားဘူးနေပါတယ်တောက်ဆေးတွေထိုးဆေးတွေလိန်ဆေးတွေပေါ့နော်ဆေးတွေအများကြီးအများကြီးရှိရတယ်မှာဆေးဆိုတာဘာလဲပေါ့နော် အဲ့တော့ see ဆိုတဲ့ဟာကိုတော့အင်္ဂလိပ်လိုတော့ drush လို့ခေါ်တယ်ဒီ r u g s drush ပေါ့နော်နေရာနေရာ u g s drush လို့ခေါ်တယ် drush ရဲ့ definition ကိုပြောပါဆိုလို့ရှိရင်တော့ဒါမြန်မာလိုရေးပေးထားတယ် sewa ဆိုတာပေါ့နော်အဲ့ဒီတစ်ခုအရာတစ်ခုခုကို see လို့သတ်မှတ်တယ်ဆိုပါစို့နော်အဲ့တော့အဲ့ဒီအဲ့ဒီအရာတစ်ခုခုကိုတောက်လိုက်တဲ့လူရဲ့ခန္ဓာကိုယ်နဲ့နောက်တစ်ခုကကျတော့စိတ်ပေါ့နော်တစ်ခုခု ပြောင်းလဲမှုဖြစ်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီအရာဝတ္ထုက ဈေးဖြစ်ပါတယ်။ဥမာထားပါတော့เนาะဒါကိုက်ခဲကြောက်ဈေးလိုမျိုးဈေးလုံးလေးတွေကိုတောက်လိုက်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာကိုက်ခဲဓာတ်တွေပျောက်သွားတယ်ဆိုလို့ရှိရင်ဒါကိုက်ခဲပျောက်တဲ့ဈေးပေါ့เนาะနောက်တစ်ခုကကျတော့အမှဒါပါတော့အစိတ်လိုမျိုးဟာမျိုးတစ်ခုတောက်လိုက်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာအစိတ်တင်ပြီးတော့တည်သွားတာမျိုးပေါ့နော်အဲအမျိုးဆိုလို့ရှိရင်လည်းဒီကခန္ဓာကိုယ်တစ်ခုကိုပြောင်းလဲသွားတဲ့ဟာပေါ့နော် နောက်တစ်ခုကကျတော့ခန္ဓာကိုယ်မပြောင်းလဲပဲနဲ့စိတ်ပဲပြောင်းလဲသွားတဲ့ဟာလည်းရှိတယ်။ဟိုမှာစိတ်ကြမ်းမာရင်းနဲ့ပတ်သက်ပြီးတောက်တဲ့ဆေးတွေဆိုလို့ရှိရင်သူကတောက်တာများလာလေလေ စိတ်ထဲမှာပေါ့နော်။သူတို့တစ်ခုခုခံစားရတစ်ခုခုပြောင်းလဲသွားတာပေါ့နော်။အဲ့လိုမျိုးလေးတွေဖြစ်နိုင်ပါတယ်။အဲ့တော့ဓာတုရတပိုက်ကကြတော့ဓာတုပစ္စည်းတစ်ခုခုပေါ့เนาะအဲ့ဒါတက်ရှိတွေရဲ့ဖြစ်စဉ်ပေါ်မှာအကျိုးအာနိသင်တစ်ခုခု တက်ရောက်တဲ့အရာကိုဈေးဝါလို့ခေါ်တယ်ပေါ့နော်အဲတချို့ကြတော့ဒီဟာတောက်လိုက်တယ်ဆိုလို့ရှိရင်ဥပမာထားပါတော့ကိုဝင်ရှိနေဆိုလို့ရှိရင်အဲဒီကိုဝင်ထဲမှာရှိတဲ့ကလေးလေးပေါ်မှာလည်းတချို့ဈေးတွေကတက်ရောက်မှုရှိနိုင်တယ်ပေါ့နော်အဲတော့ကြောင့်လို့ဒီလိုမျိုးဓာတုပစ္စည်းတစ်ခုခုကိုဈေးလို့ခေါ်ပါတယ်စီဒီဘာလို့တုံးနေရလဲဆိုတော့ users or drush ပေါ့နော် CU CU ကိုအသုံးပြုရတဲ့အသုံးပြုရဲလမ်းကြောင်း၅မျိုးရှိပါတယ်ဒီလမ်းကြောင်း၅မျိုးကနေ တွေ့ဖယ်ပြီးတော့ပေါ့နော်တခြားဟာတွေကိုသုံးတာမျိုးမရှိသလောက်ကိုရှားပါတယ်အဲ့ပထမတစ်ခုကတော့ဗာလဲဆိုလို့ရှိရင် curated ပေါ့နော် curated curated ဆိုတော့အမြင့်ပြတ်ကုတခြင်းကိုခေါ်တယ်။ဟောယောဂတစ်ခုခုဖြစ်လို့အမြင့်ပြတ်ကုတနိုင်တယ်ဆိုပါစို့။အဲ့ဒီဈေးကပြလိုက်တယ်ဆိုလို့ရှိရင်အဲ့ယောဂကအမြင့်ပြတ်ကုတသွားပြီလားဖြစ်တယ်ပေါ့နော်။ ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဟိုနမိုနီယာတို့ပါတော့အဆုတ်ရောင်တဲ့ယောဂဖြစ်တယ်ဆိုရင်အဆုတ်ရောင်တဲ့ယောဂအတွက်ဆိုလို့ရှိရင်သူကပိုးတစ်ခုကြောင်းဖြစ်တယ်ပေါ့နော်ယောဂပိုးတစ်ခုကြောင်းဖြစ်တယ်အဲယောဂပိုးကိုနိုင်နဲ့ပိုးတက်စီကိုပေးလိုက်တယ်ဆိုလို့ရှိရင် နမိုနီယာဖြစ်တဲ့ယောဂပိုးလေးကထေသွားတယ်ဆိုလို့ရှိရင်ဒီယောဂကအမြင့်ပြဲကုသပြီးတာဖြစ်သွားတယ်အဲ့တော့ဒီဆေးကြောင့်ဒီယောဂကအမြင့်ပြဲကုသသွားဖြစ်တယ်နော် ဒါနံပါတ်1အနေနဲ့ဆိုလို့ရှိရင် symptomatic or palliative ယောဂလက္ခဏာတက်တာအောင်ပဲကုတာတဲ့ဈေးတွေလည်းရှိတယ်အဲဘယ်လိုမျိုးတွေလဲဆိုလို့ရှိရင်ဥပမာဆိုပါဆိုပါနော်ခဏလိုပဲနမူနီယာနမူနီယာဖြစ်နေရင်ဆိုလို့ရှိရင်ယောဂပိုးချောင်းဖြစ်တဲ့အဆုတ်ရောင်အဆုတ်ပွားတဲ့ယောဂဒါပေမဲ့ချောင်းဆိုးနေရပေါ့နော်ဆော်ရောင်ဆိုးပွားပြီးချောင်းဆိုးနေတော့ချောင်းဆိုးပြောက်စီပဲပေးမယ်ပိုးတက်စီမပေးဘူးဆိုပါစို့နော်ချောင်းဆိုးပြောက်စီပဲပေးမယ်ဆိုလို့ရှိရင် ဒီလူကချောင်းဆိုးတာတော့တက်တာမယ်ဒီဆေးတောက်နေတော့မှချောင်းဆိုးတာတော့တက်တာမယ်ဒါပေမဲ့ချောင်းဆိုးပြောင်းစီလည်းမတောက်တော့ဘူးဆိုတဲ့အချိန်ကျတော့ဒီယောဂအထဲမှာယောဂဘိုးအခန်းရှိတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့သူကချောင်းဆိုးပြောင်းစီအာဒီနေကုံသွားတာနဲ့ချောင်းပြန်ဆိုးလာမယ်ပေါ့နော်အဲ့တော့ဒီချောင်းဆိုးပြောင်းစီကိုလေတောက်လိုက်တာနဲ့ဒီချောင်းဆိုးတာတက်တာတယ်ဒါပေမဲ့ယောဂအခန်းကတော့ပျောက်ဖို့ဖြစ်တဲ့အတွက်ဒီချောင်းဆိုးပြောင်းစီကယောဂလက္ခဏာတက်တာအောင်ကုတာတဲ့စီပဲဖြစ်ပါတယ်နော် နံပါတ်3ကကြတော့ prophylaxis or preventive တော့เนาะအဲ့ဒါကဘာလဲဆိုတော့ယောဂကာကွယ်တာလို့ခေါ်တာပေါ့เนาะအဲ့ဒါဘာလဲတူလဲဆိုတော့ vaccine ပေါ့เนาะကာကွယ်စေဒီမှာအခု covid vaccine ဆိုလို့ရှိရင် covid ယောဂမဖြစ်အောင်ယောဂမဖြစ်ခင်ကလေးကထိုးထားကြတဲ့လူတွေရှိရပေါ့เนาะအဲ့တော့နောက်တစ်ခေါက်ပြန်မဖြစ်အောင်လဲကာကွယ်တဲ့အနေနဲ့ထိုးလို့ရတယ်အဲ့တော့ဘီဘိုးကာကွယ်ဆေးကြားဖို့မယ်နော်ဘီဘိုးကာကွယ်ဆေးတွေလည်းဒါထိုးထားရဆိုလို့ရှိရင်ဘီဘိုးမဖြစ်ခင်ကလေးကကာကွယ်ပြီးတာဖြစ်တယ် နော်နံပါတ်၄ချက်ကကြတော့ placebo ပေါ့နော်ဒါစိတ်ကြင်နှံ့စေဖို့အတွက်ပဲအဲပေးတာဖြစ်တယ်ပေါ့နော်ဒီလူတချို့လူနာတွေကကျတော့ဒီဒီဆေးလေးတောက်လိုက်ရင်အားဆေးလေးတစ်ခုခုပေါ့နော်ဒီဆေးလေးတောက်လိုက်တယ်ဆိုလို့ရှိရင်အာငါနေကောင်းသွားပြီပဲဆိုတဲ့မျိုးထင်တယ်ခိုင်ကြလို့ရှိရင်လည်းပေါ့နော်အဲဒါကြလို့ရှိရင်လည်းဒီ placebo လို့ခေါ်တဲ့အာစိတ်ကြင်နှံ့ဖို့အတွက်ပဲဆေးလေးပေးလိုက်တာပေါ့နော်โอเคနံပါတ်၅ချက်ကကျတော့ diagnostic aid ပေါ့နော် diagnostic aid ဆိုတာကကျတော့ယောဂါရှာဖွေတဲ့နေရာမှာပဲအသုံးပြုတာဖြစ်တယ် တော့ဘယ်လိုမျိုးလဲဆိုရင်ဟိုဓာတ်မှန်ရိုက်တော့မယ်ဆိုပါဆိုเนาะဓာတ်မှန်ရိုက်တော့မယ်ဆင်ကြလို့ရှိရင် သွေးကြောလေးတွေပေါ်စေခြင်းနဲ့ဆိုလို့ရှိရင်သွေးကြောတွေကိုစေးရည်တစ်မျိုးဒိုင်းလို့ခေါ်ရတာပါเนาะဒိုင်းလို့ခေါ်ရင်စေးရည်တစ်မျိုးကိုထိုးထည့်လိုက်တယ်ထိုးထည့်လိုက်တဲ့ချိန်မှာဓာတ်မှန်ရိုက်တဲ့ချိန်မှာသွေးကြောတွေကအထင်သာဒီဓာတ်မှန်မှာ ပြန်ပြီးတော့ flame ပေါ်မှာပေါ်လာတယ်ပေါ့เนาะအဲ့လိုမျိုးနေရာမှာလည်းဒီလို diagnosis အနေနဲ့ဆေးဝါးတွေကိုအသုံးပြုတာဖြစ်ပါတယ် ဲ့တော့ဒီနေ့သိရမယ်မှတ်ထားရမယ်ဟာလေးရပါလေဆိုလို့ရှိရင် what is pharmacology ပါနော်အာ pharmacology ဆိုတာဘာလဲနော်ပထမတစ်ခုပြောနံပါတ်2ကကျတော့ဆေးတွေဆိုတာဘာလဲဆိုတာပြောထားတယ်နံပါတ်3ကတော့ users of drug စေဝါတွေဘလို့အသုံးပြုနေလဲဆိုတဲ့ဟာလေးတွေပြောထားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြောထားတဲ့အပိုင်းလေးတွေမှာ နားလဲတာလည်းရှိရင်ရှိမယ်ပေါ့နော်နားမလဲတဲ့အပိုင်းတွေလည်းရှိရင်ရှိလိမ့်မယ်အဲ့တော့နားမလဲဘူးဆိုလို့ရှိရင်လည်းဒီအောက်က comment မှာလာပြီးတော့မေးထားလို့ရပါတယ်ပြန်ပြီးတော့ပြန်လည်ဖြေကြပေးသားမှာဖြစ်တယ်အဲ့တော့ဒီနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့နော်